ွေကုတ်ကူမျိုးကဂျာဖြန်အင်ပါယာရဲ့ Godfather လို့ထိုင်းမီဒီယာတွေကခေါ်ဝေါ်သုံးနှုန်းနဲ့ Mr. ရှီချင်ချန်းကိုဒီကနေ့ညနေပိုင်းမှာထိုင်းအစိုးရကနေတရုတ်အစိုးရထံသို့လွှဲပြောင်းလိုက်ပြီလို့သိရပါဗျ။အခုလိုလွှဲပြောင်းမှုကိုထိုင်းတော်ဝင်ရဲတပ်ဖွဲ့လက်ထောက်ကော်မရှင်နာအရာရှိနဲ့အတူ Thai Central Investigation Bureau CIB ရဲ့ Hanuman Atu Operation Unit ကဦးဆောင်ကိုက်တွေ့တာဖြစ်ပြီးတရုတ်အစိုးရလုံခြုံရေးတပ်ဖွဲ့လည်းပါဝင်ပါဗျ။ မစ္စတာရှီကျင်ချက်ကိုထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ရွှေကုတ်ကူမြို့ကကြားဖြန့်အင်ပါယာအတွက်ထိပ်ပိုင်းတန်တရားရှိသူတဦးအနေနဲ့ထိုင်းအာဏာပိုင်တွေကဘန်ကောက်မြို့မှာပြီးခဲ့တဲ့2022ခုနှစ်ဩဂုတ်လမှာဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါရှီကျင်ချက်ဟာရထိုင်းနိုင်ငံတကာလုပ်ငန်းစုကုမ္ပဏီရဲ့ဥက္ကဋ္ဌတဦးလည်းဖြစ်ပြီးအရှိတောင်အာရှနိုင်ငံတွေမှာကာစီနိုနဲ့အွန်လိုင်းငွေကြေးလုပ်ငန်းတွေအတွက်အဓိကရင်းနှီးမြှုပ်နှံသူလည်းဖြစ်ပါတယ် သူကိုထိုင်းအာဏာပိုင်တွေက ထိမ့်သိမ်းလိုက်ချိန်မှာတရုတ်နိုင်ငံသားတွေကိုဗတ်ငွေတန်ဖိုးဘီလီယံနဲ့ချီလိန်လေရယူခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေပြောကြားချက်အရသိရပါတယ်။တရုတ်ဆိုရထန်တို့မလွဲပြောင်းခင်မစ္စတာရှီဂျင်ဂျန်ကိုဘန်ကောက်မြို့ကခလုံဖရန်ဘိုဟိုထောင်မှာထိမ့်သိမ်းထားခဲ့တာဖြစ်ပြီးသူဟာ အိမ်ချမ်းမြေပွဲစားတဦးဖြစ်ကြောင်းနဲ့တရုတ်အစိုးရလုံခြုံရေးအေဂျင်စီတွေရဲ့နိုင်ငံရေးဖိနှိပ်မှုကို ခံထားရသူဖြစ်တယ်လို့တရားရုံးမှာလျှောက်ထားခဲ့ပါတယ်။အခုလ၁၀ရက်နေ့ကလည်းမဲဆောင်မြို့ကို ရောက်လာတဲ့ထိုင်းဝန်ကြီးချုပ်အနုထင်ချန်းဝီရကွန်ကကြားဖြန့်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောဆိုခဲ့ပါသေးတယ်။